ော်လည်းအရင်တော့အဲ့လိုတမီးသားဘွားတော့အဲ့လိုအရန်ချစ်တယ်ပြီးတော့ကျွန်တော်လည်းဒေါသကြီးတတ်တဲ့အထက်မှာအဲ့လိုရန်ဖြစ်တာတွေပါတယ်တော့တမီးသားဘွားမှာရှိတာပေါ့လေအဲ့တုန်းကလည်းဒေါသကြီးခဲ့တာတွေရှိပါတယ်ဟိုအချစ်ချင်းတော့ဒေါသကြီးတယ်ဆိုတဲ့ဟာလည်းရှိလို့လည်းဒီစကားပုံကရှိထားတာဆိုတော့ရှိပါတယ်ဟိုဘဝမှာအမှားအများဆုံးကဒီဒေါသကြောင့်ပဲဖြစ်တာဒေါသထွက်ပြီးတော့အများသောအားဖြင့်ကျွန်တော်ကအဲ့လို ပစ္စည်းတွေပါရိုက်ခွဲတဲ့အခြေရှိတတ်တယ်ရှိတတ်တော့အဲ့လိုဒေါသထွက်ပြီးအဲ့လိုလောက်ခဲ့မိတဲ့အရာတွေပြန်စဉ်းစားလိုက်ရင်ဘာမှမဟုတ်တဲ့အချိန်ခဏလေးပဲဒေါသထွက်တယ်ဆိုတာ၄၅မိနစ်လောက်ပဲကြာတာအဲ့ဒီအချိန်လေးမှာထိန်းလိုက်ရင်အဲ့လိုငါဆုံးရှုံးမှုတွေလည်းမရှိဘူးပေါ့လေပြဿနာဆိုတာလည်းမရှိတော့ဘူးဒီဒေါသလျောက်ဆက်ပြီးတော့ဆိုးနေမိုက်နေမှသာပြဿနာဖြစ်လာမဖြစ်တဲ့နိုင်ဖြစ်တာအဲ့ဒါလေးကိုကိုသိလာတဲ့အချိန်မှာဒီဒေါသကိုရအောင်ထိန်းမယ်ဆိုတော့ဟာလေကိုစူးစမ်းပြီးလောက်ရတာပေါ့အခုနောက်ပိုင်းတော့ဒီဒေါသကိုထိန်းဖို့အတွက်ဆိုတော့ကျွန်တော်အဲတရားထိုင်တာပေါ့တရားထိုင်ရင်ထိုင်ရင်လည်းကိုယ်စိတ်ကိုယ်ကိုမြင်ရ ိုနိုင်အောင်ထိတဲ့ဟာလေးကိုစူးစမ်းရတာပေါ့။အခုတော့တော်တော်လေးကိုဒေါသကိုထိချုပ်နိုင်နေတယ်။ဟောမင်္ဂလာပါ။ဇော်တက်ကအဲ့လိုအချစ်လက်ကြီးရဲ့နှုတ်လက်ကြီးရဲ့ဆက်ပုံမျိုးတော်တော်တော့ချစ်ပါလေ။အဲကိုကိုမင်းမြတ်နဲ့ဆုံမယ်ပြီးတော့ခေါင်းကြီးမင်းနဲ့ဆုံမယ်။ကိုကတော့ကိုမင်းမြတ်နဲ့ဆုံတော့စူးစမ်းရတာပေါ့လေ။ကိုကစီနီယာလက်ကျက်တဲ့ ဟိုဘာလဲကြီးရဲ့တဘာလဲအားရှိတယ်ဆိုတော့ပုံပုံနဲ့တော့မမလို့ရအောင်တော့အားကြီးအဲဟုတ်တယ်သူကရှေ့မှာလဲဇော်ထက်နဲ့ငွေချင်းချင်းချင်းကတိုင်းလိုက်နဲ့သူ့ငွေသူ့ကောင်မလေးကိုဇော်ထက်ကောင်မလေးကိုဆုံးမကလူလူွားတဲ့ပုံစံမျိုးနဲ့ခဏခဏကြုံနေရတာဆိုတော့ဒါကိုလဲသူကလူတယ်လို့ပဲထင်တာပေါ့လေအဲဒါကြောဆုံးမကလူသွားတာမဟုတ်ဘူးအဲ့လိုကာကာရီတာတော့အားမကြပါဘူးစုံမိုးကာရီတာတော့အားမကြပါဘူး စောလည်းမကြည့်ချင်ပါဘူးပေါ့ဟုတ်တယ်ဒီချိန်မှာဆိုချင်တော့စောရလူပြောဘွားမှာကြည်ရပါတယ်နော်ဒီချိန်မှာကြည်ရင်တော့မရပါဘူးအဲ့ဒါတိတ်မှာကြံခဲ့ပြီနော်အဲမူကြီးကအဲ့လိုမျိုးနေမူကြီးရှိမှလည်းကျွန်တော်တို့ကအဲ့လိုပြောလို့ကြောတာမရှိဘူးဆိုတော့မူကြီးအဲ့အပိုင်းတော့တဝင်းတော်ကမဲ့ပိုင်းနေပါတယ်သူမသိသေးဘူးဒီများနှစ်ယောက်ကလည်းသူရှိမှအဲ့လိုမျိုးနေပြောဖြစ်ဘူးဆိုတော့ကြည့်တယ်ကျွန်တော်စကားမှမဟုတ်ဘူးသူကဗမာကားဆိုအကုန်ကြည့်တာဟာတာကားဆိုသူကပုံကြိုက်တယ်ကြည့်တယ်ဟိုတော်တော်များများကျွန်တော်တို့ ။အမေရောက်ကတော့ဒီမိဘဟိုမိဘနဲ့တူကြည့်လို့ရတဲ့ကားမျိုးတွေပဲပြတာပေါ့လေ။ဟိုအဲ့လိုရွေးချယ်ပြီးတော့မပြတာ။အထင်းနဲ့အပြင်နဲ့ခွက်ခွက်မယုံလေ။ဟာ။ယုံကြည်ရမှမသိဘူးကျင်း။နည်းကောင်းချင်း။ကောင်းချင်းနေဟုတ်တယ်။အာပြောပြအောင်ပါပြိဿတွေကလည်းသိလား။ကွန်မန့်မှာလေ family ပုံအောက်မှာလာလာပြီးပြောတာ။အကိုတဲ့အကိုကောင်မလေးဟိုတဲ့ပြင်းနေမှာကိုဘဲကြီးကခေါ်သွားပြီနော်အဲ့ဘဲကဆားဘဲကြီးဆိုတော့ကိုမအကိုမန့်ကိုဖက်ပြီးရလေဘာလဲပေါ့နော် မိမကိုလည်းပြဘာပြောရလဲမသိဘူးလို့ဘာပြောနေရလဲအမဘူးနေရဲ့အချင်းမှပြည့်ရှိပြီအခုကိုမြင့်မြတ်ကပြင်းလို့ရောက်သွားပြီတဲ့အဲ့ဒါကိုပြောအော်မသိပါဘူးလာသွားတယ်မလားတခါလေကြာရင်ကွန်မန့်အောက်မှာလေအဲ့လိုလာပြောတာလက်လက်သွားအပြာအဲ့ဒါကြောင့်အခုလည်းမြင်သွားရင်မလွယ်ဘူးဟုတ်တယ်အဲ့ဒါကြောင့်မေးနေအပြင်လာထဲလာပြင်ပြင်မေးနေရတယ်ကျွန်တော်လည်းအရင်တော့အဲ့လိုသမီးသားဘွားတော့အဲ့လိုအရန်ချစ်တယ်ပြီးတော့ကျွန်တော်လည်းဒေါသကြီးတဲ့တဲ့ထဲမှာပါအဲ့လို ညံဖြစ်တာတွေပါတယ်တော့တနည်းသားဘွားမှာရှိတာပေါ့လေအဲ့တုန်းကလည်းဒေါသကြီးခဲ့တာတွေရှိပါတယ်ဟိုအချက်ချင်းတော့ဒေါသကြီးတယ်ဆိုတဲ့ဟာလည်းရှိလို့လည်းဒီစကဘဝရှိထားတာဆိုတော့ရှိပါတယ်ဟိုဘဝမှာအမှားအများဆုံးကဒီဒေါသကြောင့်ပဲဖြစ်တာဒေါသထွက်ပြီးတော့အများဆုံးပြန်ကျွန်တော်ကအဲ့လိုပစ္စည်းတွေပါကြဲခွဲတဲ့အခြေရှိတတ်တယ်ရှိတတ်တော့အဲ့လိုဒေါသထွက်ပြီးအဲ့လိုလောက်ခဲ့မိတဲ့အရာတွေပြန်စဉ်းစားလိုက်ရင်ဘာမှမဟုတ်တဲ့အချိန်ခဏလေးပဲဒေါသထွက်တယ်ဆိုတာ၄-၅မိနစ်လောက်ပဲကြာတာအဲ့ဒီချိန်လေးမှာထိန်းလိုက်ရင်အဲ့လိုငါဆုံးရှုံးမှုတွေလည်းမရှိဘူးပေါ့လေပြဿနာဆိုတာလည်းမရှိတော့ဘူး ဒီဒေါသအလျောက်ဆက်ပြီးတော့စိုးနေမိုက်နေမှသာပြဿနာဖြစ်လာမဖြစ်တဲ့နိုင်ဖြစ်တာအဲ့ဒါလေးကိုကိုသိလာတဲ့အချိန်မှာဒီဒေါသကိုရအောင်ထိမ့်မယ်ဆိုတော့ဟာလေးကိုစူးစမ်းပြီးလောက်ရတာပေါ့အခုနောက်ပိုင်းတော့ဒီဒေါသကိုထိမ့်ဖို့အတွက်ဆိုတော့ကျွန်တော်အဲတရားထိုင်တာပေါ့တရားထိုင်ရင်ထိုင်ရင်လည်းကိုယ်စိတ်ကိုကိုမြင်ကိုကိုနိုင်အောင်ထိတဲ့ဟာလေးကိုစူးစမ်းရတာပေါ့အခုတော့တော်တော်လေးကိုဒေါသကိုထိ ंछ ုပ်နိုင်နေတယ်အဲ့လိုပါမှာပေါ့လေနော်အကောင်လုံးစုပေါင်းပြီးဖြစ်သွားတာဆိုတော့အเจ้าညာတစ်ခုတည်းအเจ้าတော့မဟုတ်ပါဘူးတမီးလေးရောက်လာတာလည်းပါတယ် ။ဒီရွှေရွှေနဲ့ပျော်ရွှင်တဲ့မိသားစုကိုတိောက်ချင်တာလည်းပါတယ်ပေါ့အဲ့ဒါလည်းကြောင့်ပေါ့။အဲဒီအချက်မှာပြည့်ရှိဇလန်တွေကအပတ်စဉ်ခင်းနာဗုဒ္ဓဟူးကျသာအဲခင်းနာဗုဒ္ဓဟူးဆက်နေတောက်ကြဆိုရင်မနက်9နာရီပြောင်းနိုင်ပြီဆိုတော့အဲဇာကားလေးကိုကြည့်ကြည့်အပေးပါအောင်လို့ဖိတ်ခေါ်ချင်တယ်။ဒါ